ျွန်တော်ရဲ့မိတ်ဆွေမြောင်အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာကြီးစံ channel လေးကနေစေဝင်စားပွဲထူးခြားဆန်းကျယ်ကမ်းမြောက်ပြည်မန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ခါကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီ။ဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့1985ခုနှစ်ကမန္တလေးတိုင်းအမရဘူရမြို့နယ်ရွာလေးတရွာမှာတခါခုံလိုက်မယ်ဆိုရင်အိမ်ခေါင်းမပေါအောင်ခုံနိုင်စွမ်းရှိတော့ အာလဝကမောအောင်ထားသူလို့အမည်ရတဲ့စေဝန်သာပွဲထူကြဆန်းကျင်ဂမ်မီယောက်ဖြစ်ရမဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့ခံစားနားစင်အားပေးကြပါအောင်ခင်ဗျာအာလဝကအစွဲကိုရေတံပြီး၍ချွေခြင်း2023ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာတော့ထုံးစံတိုင်းကိုမြင့်ဝေတို့၄ဦးကမြေတားသိဆိုင်မှာလက်ဖက်ရည်တောက်ကြရင်နဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ကတွေ့ကြုံဖြစ်ပျက်ခဲ့တဲ့စင်စွဲရိုးတက်ဓမြောင်တစ်ချောင်းကြောင့်လူတွေမနဲ့စိတ်ထုတ်ကဖြစ်ခဲ့ရတဲ့အကြောင်းတွေကိုဆွေးနွေးပြောဆိုနေကြပြန်ပါတယ်။အဲဒီတော့မှပဲဆရာကြီးဦးကိတ်ကစကားစာလိုက်တယ်။လူတွေကလည်းခက်ပါတယ်ဗျာ။လောကမှာသာသူသားမိုက်ကိုတော့ဘယ်လိုပဲပုံစုံမပဲ့ပြင်းမယ်ဆိုတော့ကြသိကြပြီးဒါဆိုဒါမိုက်ကြတော့အန်ဒီရေမပြုတ်အောင် ဘယ်လိုထိန်းသိမ်းကြရမှမသိကြပါလားဗျာနော်ဒါတကြောင့်ဟာဓာတ်ပိုင်ရှင်းတဲ့အနိနာတပိုက်က လူတွေကိုလှည့်ပက်ဒုက္ခပေးနေပြီဆိုရင်တော့အဲ့ဒီဓာတ်ကိုယူပြီးတွန်းတန်းကျုံတဲ့ဘက်နောက်ပြီးတော့တန်ဖိုးတွေကတော့ကိုကိုကရွတ်တာပေးလိုက်ပါဘယ်လောက်ဆိုးတဲ့ဓာတ်ပဲဖြစ်နေပလိစေငင်းကိုညင်ရစေမယ့်လို့ဥက္ကိတ်ကတော့အဲ့လိုပြောခဲ့ပါလေတမြောင်ရဲ့ဒုက္ခပေးပုံများကိုအနည်းဆုံးတော့ဟာ အချွင်းများဆုံးဖြစ်တဲ့ဆိုတဲ့ဝိထုမာလုံးကဖော်ပြရေးသားခဲ့ပြီးပြီဖြစ်ပါတယ်။1955ခုနှစ်လောက်ကကွန်မြူနီဝေဖောင်ကြီးဟာအိမ်တော်မကြခင်မန္တလေးမြို့မြောက်ပြင် ထဝယ်ရက်မှာလက်သမားအလုံးနဲ့အတံမွေးဝမ်းကြောင့်ပြုခဲ့ရပါတယ်။ကွန်မြူနီဝေရဲ့အဖေနဲ့ဆွေမျိုးတော်ဆက်တဲ့ဦးကြီးတယောက်ကတော့အဲဒီတုန်းကတော့လိုင်စင်နဲ့ကင်ဆောင်ရတဲ့နှလုံးပြူတနတ်တလက်နဲ့မန္တလေးတောင်ကြီးတဝိုက်အမေလိုက်လေရှိပါတယ်။ အဲ့ဒီဦးကြီးဟာတော်ပြသွားတိုင်းကိုမြင့်ဝေရဲ့ဖေးအလုလုတဲ့လက်သမားစခန်းပေါ်တက်ထောက်နားပြီးတော့မှသူ့ရဲ့အမဲလိုက်တော်ပြတဲ့အကြောင်းတွေကိုပြောပြလေးရှိပါသေးတယ်။ကိုမြင့်ဝေဖေးနဲ့အလုအတူလုံနေကြတဲ့လက်သမားတွေထဲမှာတယောက်ကတော့ကျောင်းနဲ့ရင်ဘတ်တွေမှာအလောကယုံနဲ့အင်ကွက်တွေဈေးမင်းကြောင့်တွေထိုးထားတာမှ စိတ်နေတာပါပဲ။မန္တလေးရဲ့အပူအလုကြောင်လေးပူတော့လက်သမားတွေဟာ အင်းကြီးချွတ်ပြီးလှုပ်လှုပ်တဲ့ကြတာမို့အဲ့ဒီလက်သမားရဲ့ကိုဘောကရုပ်တွေကို မြင်တွေ့နေရတာပါလက်သမားဆီကကိုခန္ဓာကလေးလှုပ်နေစေမင်းကြောင့်ဆီကလေးလက်ရမြောက်လာတော့ခန္ဓာကိုဘောကအာလဝကဘလူရုပ်ဟာအသက်ဝင်နေတဲ့အောင်ထင်ရပါတယ်အဲ့ဒီအချိန်မှာပဲအာလဝကရုပ်ထိုးရတဲ့လက်သမားဆီဟာဘာစိတ်ကူးပေါက်လာတယ်မဆိုနိုင်ပါဘူးနိုင်ရမထောင်ထားတဲ့ဦးကြီးရဲ့နှလုံးပြဒနာကိုယူပြီးစက္ကနေဦးကြီးကို ထိုးချိန်လိုက်ပါတယ်ဟာဟဲ့ဟဲ့ဟဲ့မလုံးနဲ့မချိန်နဲ့ဟာအထဲမှာကြီးစံထည့်ထားတာတနမောင်းတင်ထားတာကွအဲ့လိုအလန်တကြောင်ကရုံကြီးနဲ့អော်ပြောလိုက်ပါသေးတယ်ဒါပေမဲ့မရတော့ပါဘူးအာလာဘကရုပ်ထုတ်တာလက်သမားဆရာဟာတခါတည်းတနမောင်းကလုတ်ကိုဆွဲချလိုက်ပါတယ်တာကောင်တလေးဆန်တွေကိုရရဆက်ဆက်တပ်ဖြတ်ခဲ့တဲ့မုံဆိုးကြီးဟာသူ့လက်ကိုရောက်တော့ ူကိုယ်တိုင်ပါကောင်ပေါ်မှာဒူးတူအောင်လို့ထိတ်လန့်ကြောက်ရွံ့နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့ကံကောင်းခြင်းတော့လက်သမားဆရာကြီးကမုံဆိုးကိုတေချာအမိရတော့ချင်းပြီးပြစ်လိုက်တာပါပဲ။ဖြစ်ချင်တော့အဲ့ဒီနေ့ကျမှနှလုံးပြူးကြည်စန်းကကြည်အားဖြစ်နေပြီးတော့မှမိမကူတဲ့အတွက်မုံဆိုးကြီးမှာအသက်ချမ်းသာရာရခဲ့ပါတယ်။အဲ့ဒီတော့မှမုံဆိုးကြီးလေးချွေးလေးတတိတိကြောင့်အကြောက်ပြေးတတိယလာပြီးတော့မှ ဲသမဆရာရဲ့လက်ထက်ကနှလုံးပြည့်တဲ့နဲ့ကိုပြန်ပြီးတော့လူယူလိုက်ရပါတယ်ဒီမုတ်ဆိုးရဲ့တွေ့ကြုံရဆိုရင်တော့နှလုံးပြည့်တဲ့နဲ့အမဲလိုက်ခဲ့တဲ့နှစ်တွေမနေတော့ပါဘူးအခုလိုကြည်အားဖြစ်တော့မိမကူတာမျိုးတစ်ခါဆိုတစ်ခါမှ မကြုံခဲ့ရဘူးတော့ပေါ်ဆိုကြီးအသက်မသေးတော့ဒီကြည်အားကြောင့်မလို့ပါနိုင်ငံခြားကုမ္ပဏီတွေကထုတ်လုပ်လိုက်တဲ့ဒီကြည်အားကပဲမုတ်ဆိုးကြီးရဲ့အသက်သခင်ကျေးဇူးရှင်လို့တော့စူရတော့မလို့လို့ဖြစ်နေကြောင်းကို ကွန်မြူနီယဖေးကသူ့ကိုပြန်ပြီးတော့ပြောပြခဲ့ပူပါတယ်1998ခုနှစ်ခုနှစ်လပိုင်း73ရက်နေ့လောက်ကဘကဘာမြောင်အင်အားကြီးထွားနေချိန်လောက်ကဗမာတပ်မတော်တပ်ရင်းတစ်ခုမှာဂျာမနီနိုင်ငံကထုတ်လုပ်တဲ့ခြေတည်ရိုင်းဖယ်တနက်တစ်လက်ကတော့ပြေခဲ့မဲ့သူမရှိပါဘဲတနက်ထက်ကသူ့လိုလိုကြီးစံလေးကထားပြီးတော့ထွက်နေတာနဲ့အဲ့ဒီတနက်ကိုလူတယောက်လိုပဲတက်တွင်ချုပ်ခန်းမှာ တန်ကျိုးနယ်ချုံနံပြီးအချုပ်ချထားတဲ့အကြောင်းအန်ဝဒီယာဖြစ်ရက်ကိုကွန်မြူဝေ ကြာပူခဲ့ရပါတယ်1985ခုနှစ်မေလ10ရက်နေ့မှာကွန်မြူဝေဟာ သူ့ရဲ့ဆရာကြီးဖြစ်တဲ့အဘဦးအောင်မောင်နဲ့ကနာယီခီလှည့်လည်ကြတဲ့မှာရွှေကျက်ရဲ့ရွှေကျက်ကြကိုရောက်ခဲ့ပါတယ်အဲ့ဒီမှာတော့ရွာသားတယောက်ဆိုတော့ကျော်နေရင်ဘက်မှာဟာလဝကဘလူးရုပ်တွေအင်ခွက်တွေကိုထိုးထားပြီးတော့မှ သူ့ရဲ့အိမ်ကဇနီးမယောင်းတမိသားလေးနဲ့မကြခဏစကားမျိုးရံဖြည့်ရလေးရှိကြောင်းသိရပါတယ်။အဲဒီလိုစကားများတိုင်းအင်းနေထိုးထားတဲ့လူဟောင်းဘလူးတကောင်လိုပဲကြံတန်းစွာပြုမှုတတ်ပြီးတော့တခါမှတော့ဇနီးနဲ့စကားများတာနဲ့စိတ်ဆိုးဒေါသထွက်ပြီးထိုင်နေရကနေထပြီးတော့ခုံလိုက်တဲ့ခါမှာအထက်ကိုစေပီလောက်မြောက်တက်သွားပြီးတော့မှအိမ်ခေါင်မိုးတွေတောင်ပွင့်ထွက်ကုန်တယ်လို့ဆိုပါတယ်။အဲဒီလိုမကြခဏဖြစ်ဖြစ်နေတော့ အိမ်သားတွေလည်းစိတ်မချမ်းသာမိသားစုတွေမှာထိတ်လန့်ကြောက်ရွံ့နေရစီးပွားကလည်းမဖြစ်တာမို့အရင်ယောသားရဲ့ခန္ဓာကိုယ်ဘောကအာလာဝကဘလူအဆွဲတွေကိုအဘကချွတ်ပြီးကဲပေးပါလို့ငိုယိုပြီးတော့အဘအိုးအောင်နဲ့ကိုပြင်းဝေလို့ရှိအောင်လင်မယန်းနှစ်ယောက်ရောက်လာခဲ့ကြပါလိမ့်အိမ်နောင်မှုဖျားတဲ့စေမင်းကြီးဆုတ်ထုတ်ဤသုံးမျိုးကျမပိုင်ရဲ့နောင်ပြင်းရခက်တဲ့မျိုးလို့ အဖဦးအောင်ကပြောပါတယ်မလောက်ခင်ကစင်ကျင်ကြလောက်ပြီးတော့မှဘယ်သူမှမပြေနိုင်ကြတော့ပါဘူးလို့လေဆိုပါတယ်ဒါကြောင့်ခန္ဓာကိုယ်ဘကအာလဝကဘလူရုပ်ရည်အင်းွက်တည်းရဲ့ပုံနေရကိုတော့အဘကဖျက်ပြေးနိုင်စွာမရှိပါဘူးဒါပေမဲ့အဲ့ဒီရွာသားရဲ့ကိုယ်ထဲမှာရှိနေတော့အာလဝကရဲ့စေစွမ်းနောက်မပြတော့အောင်တော့အဘကလုတ်ပေးခဲ့ပါမယ်ဆိုတော့လင်မယန်းနေရာဝန်တာကုန်ကြပါတယ် အဘအိုးမောင်က ပထမရွာသားကိုအာလဝကဘလူးဝင်ပြီးတော့အစီခိုင်ပါတယ်။အဲဒီလိုသူရဲ့ခန္ဓာကိုယ်တွေအာလဝကဘလူးဝင်နေတော့မှအဘအမိန်ပေးခိုင်းတာကအဲဒီရွာသားကိုအေယဝတိမြစ်ထဲကနေရေတွေထန်ခိုင်ပါတယ်။ထန်ခိုင်ပြီးတော့မှရွှေကျက်ရဲ့ရွာမှာရှိတဲ့အိမ်နိုင်အိမ်နိုင်မှာရှိကြတဲ့ရေပုံစင်အိုးပေးပါတဲ့ကို ရေတွေခတ်တဲ့ဖို့အမိန်ပေးပါတယ်။အဲဒီအိမ်ကြီးကစင်အိုးတွေ ရေးရေးခက်ပြီးသားရှိနေရင်လည်းမလိုချင်ဘူး။တွင်ပြစ်ပြီးတော့မှအသက်ခက်ခိုင်းတာပါ။အဲဒီလိုရေးဖြစ်ရတာကလည်းတိန်နေတရက်ကွက်တည်းမဟုတ်ပါဘူး။ချွေကျက်ရတရွာလုံးမှာရှိနေတဲ့နေအိမ်တိုင်းကို ရေးခက်ပြီးဖြည့်ပေးရတာပါ။နောက်တော့မှဆရာကြီးကအဲဒီရွာသားကို အလာဝကဝင်ပြီးတော့မပူနိုင်အောင်အရဟံဗုဒ္ဓသေတိကို၍ငပြောညွင့်အုံညွင့်ပြာရင်အင်းခွက်များနဲ့စီရင်ထားတဲ့စေလုံးကိုလည်းတိုက်ကြည့်တော့ နောက်တစ်ခါမှကိုအဲ့ဒီယောသားကို အလာဝကကမဝင်တော့ကြောင်းကိုမြင့်ဝေကြာပါတယ်ကောင်းပါလေရဲ့ဗျကိုမြင့်ဝေတို့ကန္နာကြီးလက်ရတဲ့အဖွဲထဲမှာဆရာအေးဆရာကိုတူဥပြဒေါခင်ခင်ဒေါချန်ဒရာတို့လည်းပါဝင်ပါတယ်ဖြစ်ကျတော့ရွှေကျက်ရမတော့ကဆရာကြီးအဘဦးအောင်နဲ့ပြန်ခဲ့တဲ့အလာဝကဘလူဟာကြွမနိုင် ကြီးမီးနဲ့ရှို့ဆိုတာလိုပါပဲအဲ့ဒီတော့ကကိုမြင့်ဝေတို့အဖွဲဝင်တတော်ချင်းက အကိယစီယဥပြကိုဝင်ပူးဝင်စီးပြီးတော့မှဒုက္ခပေးပြန်ပါလိမ့်အဲဒါကြောင့်မို့ကွန်မြူဝေတို့ဟာဥပြကို85ခုနှစ်ငလာပိုင်းစနေရနေ့မှာမုံရွာစီယုံကြီးကိုတင်ရပါလိမ့်85ခုနှစ်ငလာပိုင်း73ရနေ့မှာတော့ဥပြစီယုံကြီးပေါ်မှာကိုယ်လွင်ခဲ့တဲ့အတွက်စီယုံကြီးရဲ့အစည်းအဝေးနဲ့တင်းကျုံကျန်တဲ့သူ့ရဲ့ဆွေမျိုးတွေကိုကွန်မြူဝေတို့ကအကြောင်းကြောင်းတန်ချိုးရိုက်ပေးရပါလိမ့် အလာဝကရဲ့အဆွဲကိုရှုကျက်ရမှာချွတ်ခဲ့ပြီးတော့မှကွန်မြူဝေတို့ရဲ့မဟာကဏ္ဍကြီးခီးစင်မှာပါတဲ့အဖွဲ့ဝင်တွေဟောင်းစိတ်ဝမ်းနေကြွယ်ကုန်ကြပါသည်ဟူလာထွန်းကမလိုက်တော့ဘူးပြန်မယ်ဆိုတာနဲ့ကွန်မြူဝေကစရိတ်ထုတ်ပြရပါသည်နောက်တော့ဒေါခင်ခင်နဲ့ဒေါ်ချန်ရောင်းဆရာကိုတို့ပါ ခွဲထွက်ကုန်တဲ့အတွက်သူတို့ကိုလည်းအပြန်စရိတ်တွေထုတ်ပြရပါမယ်ကျန်တဲ့ဆရာကြီးအဖအိုးမောင်နဲ့ကွန်မြူဝေတို့မဟာကဏ္ဍကြီးဖွဲ့ဟောင်း 86ခုနှစ်9လပိုင်း15ရက်နေ့ကြမှာပဲနေထိုင်အောင်ပြည်ဝင်လွင်ကိုပြန်ပြီးတော့ရောက်ခဲ့ကြပါတယ်ပူဇန်ဒါဝိဝေးဆိုတဲ့ဇကြီးဆေဝဲထဲမှာဝိဓုရဇက်ကလည်းတဆက်အပါဝင်ပါအဲ့ဒီဇက်ထဲမှာပုံနကဆိုတဲ့နာမည်နဲ့နဘလူတပါရှိပါတယ်ဒီနေ့ရက်ထဲမှာအိန္ဒိမောကိုခဲရကြောက်တုံလုံးချောက်ချားစီရကောင်းနေပြီဆိုရင်အဲ့ဒါဟာပုံနကတိုက်တယ်လို့ပြောပြောနေကြတာရော ပုဏ္ဏကဘလူကအလကားနေရင်ဒုက္ခပေးနေတဲ့သဘောပေါက်ပုဏ္ဏကဆိုတဲ့နဘလူဟောင်းသတုမဟာရဲ့နေပြည်ကိုအုပ်စုဝတဲ့ကုဝေရနမင်းကြီးရဲ့တူတော်ပါတယ်ပုဏ္ဏကဟောင်းတကောရမအစွမ်းထက်တဲ့နတ်စစ်သူကြီးတပါးလေးဖြစ်ပါတယ်ဒီနေ့မှာတော့အဲ့ဒီပုဏ္ဏကဘလူဟောင်းကောရပြဆိုတဲ့လူသားဘရင်တပါးနဲ့ကြွေရန်ကစားကြပါတယ်လောင်ကြီးကတော့ပုဏ္ဏကဘလူသားရှုံးခဲ့မယ်ဆိုရင် လောကမှာအလွင့်ကိုအဖို့တန်လာတဲ့ မနောမယဗဒံများနဲ့နမင်းမြန်ကိုပေးရမှာဖြစ်ပါတယ်တကယ်လို့ကောရာပြမင်းဘက်ကသာရှုံးခဲ့မယ်ဆိုရင်တော့မင်းကသူ့ရဲ့သူ့ရဲ့မိဖုရားရဲ့သူ့ရဲ့ထိနှံရဲ့ကလွဲလို့ကျန်တော်ကြိုက်တဲ့ဟာကိုပုံနကကယူနိုင်တယ်လို့လောင်းချင်းနဲ့ကစားကြတဲ့ပွဲပါဖြစ်ချင်တော့အဲလိုကျွေးအံကစားကြတဲ့ပွဲမှာကောရာပြဘရင်ရှုံးခဲ့ပါတယ်ဒီတော့နိုင်တဲ့ပုံနကဘလူးကကောရာပြရဲ့နောက်မှာခါးစားတဲ့ ညာရှိအမကြီးဝိဓုရဒုက္ခမိန်ကို ပေးဖို့အတွက်တောင်းဆိုပါတယ်တကယ်တော့ပုံနကဟောင်းနဂါမကိုတင်ပြီးတောင်းနိုင်ဖို့နဂါမလိုခြင်းနဲ့ဝိဓုရအမရဲ့နှလုံးသားကိုလိုနေခြင်းဖြစ်ပါတယ်နဂါပြီကနဂါမင်းကြီးဟောင်းဝိဓုရအမဟောတဲ့တရားကို နာကြားဖို့တော့ဒီကြောင့်ကိုသူ့ရဲ့နဂါမီဘုရားကြီးကိုပြန်ပြီးတော့ပြောပြပါတယ်အဲ့ဒါကိုကြားလိုက်ရတဲ့နဂါမေကလည်းဝိဓုရအမရဲ့ အသက်နှလုံးနဲ့တူတဲ့တရားတော်ကို နာကျင်တာပါဝိဓုရရဲ့အသက်နှလုံးလိုတင်စားပြီးပုံနကကို စေခိုင်းလိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ဝိဓုရအမကြီးရဲ့နှလုံးသားကိုတော့ရောင်းယူပေးနိုင်မှာကနဂါမင်းရဲ့သမီးနဂါမယ်လေးနဲ့ထိမ်မြတ်လက်ထပ်ပေးပါမယ်လို့ပုံနကကိုပြောခဲ့လို့ပုံမတိပါမတိဝိဓုရရဲ့အသက်ကိုမှရက်ဆက်စွာယူခြင်းနေတဲ့သူပေါ့။ဒီတော့ပုံနကကြွေအန်းနိုင်လို့ သူရလာတဲ့ဝိဓုရမတ်ကိုနဂမေကလူရှင်ထက်အသက်နှလုံးကိုသာယူခြင်းအကြောင်းလန်ကီးတစ်ယောက်ကြက်တန်းစွာပဲခေါ်လာခဲ့ပါလေခေါ်ပုံကိုလည်းကြည်ပါဦးဝိဓုရမတ်ကိုညင်းရဲ့အမိမချင်းပေါ်နဂကနဘလူမို့တကိုရှိတော့ကောင်းကင်ရန်ကပြန်ဝိဓုရဒဏ်ရရအောင်ကြောက်တောင်းကြောက်ကံပါလေးနဲ့ထိခိုက်ပွင့်ပဲ့အောင်တမင်နှိမ့်ဆက်ပုံတရံမျိုးမျိုးနဲ့တမင်သက်သက်နှိမ့်ဆက်ခဲ့ပါရောလားနောက်တော့ ဖျာလောင်ဝိဒူရာမဟာအတ္တမတိပိဘုံနဂါဘလူရဲ့အဆွဲကိုတော့ချွတ်ပေးနိုင်ခဲ့ပါလိမ့်နဂါပြည်ကိုရောက်သွားပြီးတရားဟောခဲ့ပြီးတော့မှဝိဒူရာမဏိရဲ့တိုင်းပြည်ကိုချွတ်ချွတ်မောမောပြန်ပြီးတော့ရောက်ခဲ့တဲ့တာရကတောင်ရှိပါလိမ့်အဲဒါကတော့ဇတ်တော်ကြီးဆယ်ပွဲဖြစ်တဲ့တိဇသူနေမဘူဇံဒါဝိဝေတဲ့ကဝိဒူရာဇတဲ့ကဘုံနဂါနဘလူကြောင့်ပဲဖြစ်ပါလိမ့်တခါတလေရထဲရွာထဲမှာအိန္ဒိယမှာ ်ပူဆွေးဒုက္ခတွေကြာရောက်နေတယ်။အတန်ဒီလည်းကြာနေရပြီဆိုရင်ဒါပုံကတိုက်တယ်လို့ရဲစကားနဲ့ပြောပြောနေကြတာရော။အလာဝကဘလူကြီးလိုပါပဲ။ပုံကနဲ့ဘလူကလည်းလူတွေကိုအတော့ကိုဒုက္ခပေးတဲ့ပုံပါ။ကွန်မြင့်ဝေးကတော့အလာဝကရဲ့ကျန်တဲ့ပုံတွေကိုပြောရင်းကသူနဲ့စင်းနဲ့ပုံကဘလူအကြောင်းကိုဆက်ဆက်တွေးတော်နေမိတာပါ။ဟုတ်ကဲ့စိတ်ဝင်စားပွဲထူးခြားဆန်းကျင် ကမ်ပီယော့ပြည်ရဲ့မန်ဇလန်ကောင်းလေးကိုဗာကြီးစံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုငြိမ်သွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီး comment ပေါင်းဝင်ရောက်ဆွေးနွေးညှင်းခုံတော်လို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ချောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီ။စာဖတ်တော်ကိုဝါသနာပါပြီမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။ အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာကြည်စံ channel လေးကနေထူးခြားဆန်းကျဲလှုပ်ပွားဆန်းကျဲသိတဲ့ရင်ပူပရလောကကံမီယရမတန်မူခင်ဖြစ်ရဲ့မဇလန်ကောင်းမြတ်စွာကို နေ့စဉ်မပြတ်ရှာဖွေးပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ